မဖြားရောက်မှုရှေးအခါကရာဇကြိုပြည်၌မကရမင်းကြီးစိုးစံစဉ်ဖျားလောင်းသည့်တော၌ရုပ်ကစိုးနှက်ဖြစ်ခဲ့သည့်ထိုတော်အနီးတွင်တမင်ဖိုတကောင်သည်လူနေဝင်းကျင်မှတမင်မငယ်တကောင်နှင့်ချစ်ကြွမ်းဝင်နေလေသည်တမင်မငယ်ကအရှင်တင်ကာတောတောင်နေတမင်ဖြစ်သည်ငါတို့နှင့်အတူရွာနီးဝင်းကျင်သို့မလိုက်သင့်ဟုတားမြစ်တော်လဲတမင်ဖိုသည် မလိုက်နာပေတမင်မငယ်၌တမတ်ဆုံမတ်သောကြောင့်အတူလိုက်နေခဲ့သည် တနေ့တွင်တမင်ဘိုသည်တမင်မငယ်နှင့်အတူလမ်းကြောင်းအတိုင်းလာခဲ့ကြရာလမ်းနဘေးမှခြုံဖို့တစ်ခုတည်းတွင်မူဆိုးတယောက်စောင့်နေသည်ကိုမတိကြချေတမင်မငယ်ကလူနန့်ကို ရသဖြင့်အနေရည်နီးကြောင်းသီး၍တမင်ဘိုကိုရှေ့မှသွားစေသည်တမင်များအနီးသို့ရောက်လာသည်နှင့်မူဆိုးသည့်ရှေ့ဆုံးမှတမင်ဘိုကိုများဖြင့်ပြစ်လိုက်ရာတမင်ဘိုသည် ထိုနေရာတွင်ပင်အတက်ကုန်လေသည်တမင်မငယ်ကလျင်မြန်စွာထွက်ပြေးသွားသည် မူဆိုးသည်တမင်သေးကိုဖြက်ကအသားများကိုစားတောက်ပြီးကြံသောအသားများကိုတားမရအတွက်ယူဆောင်သွားခဲ့သည်။ဖျားလောင်းရုပ်ကဆိုးနတ်ကဤတမင်မိုက်သည်မိဘကိုအမိပြု၍တေရသည်မဟုတ်ကာမဂုံကိုအမိပြု၍တေရခြင်းသာဖြစ်သည်ဟုမိန့်တော်မူသည်။ဤလောက၌သူတပါးတက်ဖြက်ခြင်းကိုလည်းကဲ့ရဲ့အပ်သည်မိမများကြီးမှုသောဒေတာကိုလည်းကဲ့ရဲ့အပ်သည်မိမတို့၏အလိုဆန္ဒသို့လိုက်ပါသူကိုလည်းကဲ့ရဲ့အပ်သည် ကဲရဲ့ထိုက်သည့်တရားသုံးပါးတို့ကိုရှောင်ကျင်ကြပါတောဆောင်နှတ်တို့သည် ကောင်းချီးပေးကြကာဖျားလောင်းယုတ်ကဆူအားနန္တာပန်းအစရှိသည်တို့ဖြင့်ပူဇော်ကြသည်တောင်ချီ၌နေသောတမင်ဘူသည်ယခုဘဝတွင်မယားဟောင်းကဖျားယောင်းခံရသောယဟန်ဖြစ်သည်တမင်မငယ်ကယဟန်၏မယားဟောင်းဖြစ်သည်ယုတ်ကဆူနှတ်သည်ငါဖျားဖြစ်သည်ဟုဟောတော်မူခဲ့ပါသည် ကဲရဲ့ထိုက်သောတရားသုံးပါးမှရှောင်ကျင်ကြပါအားလုံးကိုကျေးဇူးအထူးတင်ပါသည်ခမညာ